လို့ဟိုတက္ကရာမတွေကဟိုအကြောင်းတိုက်ကပစ္စည်းဟိုကျွန်တော်မယူကောင်းပါဘူးမယူသင့်ပါဘူးပေါ့နော်အကြောင်းမှာရှိတဲ့ပစ္စည်းအတန်ကအသုံးဆောင်ပစ္စည်းတွေနောက်အသီးအနှံတွေပေါ့အဲ့ဒါတွေရောကျွန်တော်ဟိုဝေယဝိဆက်လုပ်တဲ့ပုံစံတွေပဲတန်ခါတွေကပေးကောင်းတာလေစားစရာတို့ဘာတို့ကအကြောင်းမှာဝေယဝိဆက်လုပ်တဲ့ပုံစံကိုပဲကြွေးကောင်းပေးကောင်းတယ်နောက်မှာတည်တဲ့တရားမှာကျွန်တော်အချင်းချုပ်ပြောရရင်ဆိုရင်ဒီမင်းဆိုးရာစာအာနာပိုင်းတွေဆိုရင်ကျွန်တော်ကပေးခွင့်ရှိတယ်မဟုတ်ရင်မပေးရင်သူကအန်ဒရယ်နဲ့နဲ့ပြုတ်နိုင်တယ်သူက နော်အာနာရှိတော့နည်းနည်းသာသနာ့အန္တရာယ်ပြုနိုင်တယ်အဲကြောင့်ကျွန်တော်မင်းစိုးရာဇာအာနာပိုင်းတွေဆိုရင်တော့ပေးခွင့်ကျွေးခွင့်ရှိတယ်နောက်တကဒုက္ခတွေတောင်းကိုဒုက္ခတွေဒုက္ခရောက်လာတယ်ဒုက္ခရောက်တဲ့အကြောင်းကျောင်းမှလာပြီးအကူအညီတောင်းတယ်ခီးသွိုင်းလာရင်လည်းရိခါပြတ်သွားတယ်ပေါ့နော်အဲစားစရာမဲဒုက္ခမဲရောက်နေလို့ကျောင်းမှအကူအညီတော့အကူအညီပေးကောင်းတယ်နော်နောက်တကဦးဇင်းတို့ဒီကပ္ပယကာရကဝေယဝိဆက်လုပ်တဲ့ပုံကိုယ်တွေဆိုရင်ပေးကောင်းတယ်နောက်မိဘတွေဆိုရင်ပေးကောင်းတယ်လေးမျိုးပေါ့နော်မိဘရဲ့ဝေယဝိဆက်လုပ်သူရဲ့ဒုက္ခရောက်နေသူရဲ့ခုနကမင်းစိုးရာစားတယ် မနော်တခိုးသမားတွေလည်းထဲလို့ရသေးတယ်တခိုးသမားတွေလည်းပါသူတို့လည်းသူကရန်ကားတဲ့လူတွေဆိုတော့တန်ခါတွေကိုအန်ဂျယ်ပြုနိုင်တဲ့ကြောင်းသူတို့ကလည်းပေးလို့ရတယ်ပေါ့ငါမျိုးဖြစ်သွားမှာပေါ့နော်အဲ့တော့အဲ့လိုဆိုရင်ပေးလို့ရတယ်ကျွေးလို့ရတယ်အဲကျန်တဲ့လူတွေဆိုရင်တော့ကျွန်တော်တောင်းတိုက်ကအစားတောက်တွေအသီးနှံတွေကိုယူခွင့်စားခွင့်မရှိဘူးပေါ့မရှိဘူးပေးတဲ့တန်ခါမှာလည်းအပြည့်ရှိတယ်လို့ယူတဲ့လူမှာလည်းအပြည့်ရှိတယ်အနှုတ်နှစ်ဖက် ပြည့်ရှိတဲ့ကိစ္စဒီကိစ္စအဲကြောင့်ကျွန်တော်ကျွန်တော်ဝင်းနေနေတဲ့ဆရာတော်တွေကအဲ့လိုဒါကနေမှလည်းတောင်းရင်မပေးဘူးမပြတ်မနေပေးရမယ့်နေရာရှိခိုင်းတယ်မလို့ခင်ဝေယဝိဆက်လို့ခိုင်းတယ်ဟိုကကုတီသွားဆေးလိုက် မိုက်ကောက်လိုက်ရေခက်လိုက်တပြည့်စီလဲလိုက်စသည်ဖြင့်ဝေယဝိဇ္ဇတခုခုကိုလုခိုင်းလိုက်တယ်။အဲဝေယဝိဇ္ဇလုပြီးပြီဆိုရင်တော့ကျွန်တော်ပေးလို့ရသွားတယ်ပေါ့။အဲဒါအဲ့လိုမျိုးတော့ရှိတယ်။အဲ့မှလည်းပေးချင်တယ်ပေးလို့မရတဲ့ပစ္စည်းတွေရှိသေးတယ်။အသီးနဲ့နေမို့လို့ပေးလို့ရတာ။ကျွန်တော်တန်ကြီးကပစ္စည်းဆိုရင်ပေးလို့မရအောင်။တန်ကြီးကဆိုတာဘုန်းကြီးတစ်ပါးနဲ့မပိုင်အောင်အများပိုင်ပစ္စည်းဖြစ်နေတယ်။ဥပမာကျောင်းမှာအသီးပင်တွေရှိတယ်အသီးပင်တွေကဘုံကြီးပိုင်တာမဟုတ်ဘူးတချောင်းလုံးပိုင်တန်ငါပိုင်ပစ္စည်းဖြစ်နေတယ်အဲ့ဒါဘုံကြီးသဘောနဲ့ဘုံကြီးပေးလို့မရအောင်တန်ငါပန်ကြရတယ် တန်ဃာတော်ရှင်သူမြတ်တို့ဖရားပေါ့နော်ဒီတက္ကရာကမှာတော့ဒီလိုလားတောင်းနေပါတယ်ဒုက္ခရောက်နေပါတယ်အတန်ဃာတော်များကဒီတက္ကရာမှာကိုအသီး၅လုံးပေးပါမယ်သဘောတူပါသလားခွင့်ပန်ရမယ်တန်ဃာတော်များကသဘောတူပါတယ်ဆိုမှအဲ့ဒီအသီး၅လုံးကိုပေးခွင့်ရှိတာအဲ့ဒါမျိုးပေါ့မဟုတ်ရင်လည်းအစကတည်းကကြိုတင်ပြီးတော့ပန်ကြားထားလိုက်ပေါ့အเจ้าမှာတရက်ပင်နေစိုက်ထားတယ်အတင်တရက်ပင်တပင်တော့တတ်မှတ်ထားလိုက်ဒီတရက်ပင်ကအသီးကိုတော့ဒုက္ခတရေလားတောင်းလို့ရှိရင်မင်းဆိုတာကလားငါတို့ပေးမယ်ဆိုပြီးတော့ကတိကဝတ်လောက်ထားလိုက်အစင်ရတယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဦးဇင်းတို့မပေးကောင်းဘူးဘုန်းကြီးတပါးတဲ့ငါကเจ้าနိုင်ဘုန်းကြီးပဲငါဗဒနာနိုင်ကပဲဆိုပေးလို့မရအောင် တန်ကြီးကအမှန်ရင်တန်ကာကိုပိုင်တိုင်းမှာပေးရမှာနော်